အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ဘုကောင်ပဲဖြစ်ပါတယ်โอเคဒီနေ့ဒီဗီဒီယိုမှာတော့ကျွန်တော်တို့မြန်မာပြည်မှာ flying များကတင်နေပြီးတော့မှလေရင်လက်မှတ်တွေကိုကိုယ်တိုင်ဝယ်ဖို့အတွက်ကိုကျွန်တော်အနေနဲ့ပြပြပြီးတော့ပါမယ်ဒီနေရာမှာကျွန်တော်အနေနဲ့ပြောချင်တာကကျွန်တော်တို့ခရီးသက် information တွေကိုထည့်တဲ့အခါမှာမှားတယ်ပေါ့နော်မှားနိုင်ခြင်းများပါတယ်မဝတ်တတ်တဲ့အခါမှာလေစိတ်တွေမှာစစ်တဲ့အခါမှာအမာရွံ့နေဖြစ်နိုင်ပါတယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ ဒီအချက်တွေကိုကျွန်တော်ပြပြမယ်အချက်တွေကိုသိပြီဆိုရင်တော့ကျွန်တော်ဒီလေစိတ်တင်သွားတဲ့အခါမှာရောနောက်တော့လေရင်ပေါ်သွားတဲ့အခါဒီမှာနောက်တော့ security ဘိုင်းနေနဲ့ပတ်သက်ပြီးတော့မှစတဲ့အခါတွေမှာဗောနော်အခက်ခဲမရှိဖြတ်ကျော်နိုင်မှာဖြစ်ပါတယ်ဗျ Okay ဒီဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးလုပ်ပေးပြီးတော့မှဘေးနားက notification ခေါင်းလေးကိုနှိပ်ထားပေးပြပါစေ။ Okay ဒီ key သစ်မှာဆိုရင်ကျွန်တော်က ပေါ့နော်ရန်ကုန်ကတည်းကနေပြီးတော့မန္တလေးခေးစင်ကိုသွားပါမယ်ခေးစင်အမျိုးအစားမှာဆိုရင်ကျွန်တော်တို့အသွာခေးရှိမယ်အသွာပြန်ခေးရှိမယ်ပေါ့နော်ဒါကျွန်တော်တို့အသွာခေးပဲရွေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့လေးရင်တွေအတွက်ကိုချမယ်ပေါ့နော်ဒီမှာကျွန်တော်တို့အနေနဲ့တခြားသောဝန်ဆောင်မှုတွေရှိပါတယ်ဟိုတယ်ဝန်ဆောင်မှုတွေရှိတယ်ဘောနောပြည်ပဟိုတယ်တွေရောပြည်တွင်းဟိုတယ်ရောရှိတယ်လောင်းစတေးဟိုတယ်လည်းနေလို့ရပါတယ်ပြီးတော့ ဘတ်စကားလည်းရှိတယ်ပေါ့နော်နောက်တော့ပီဇာဝင်ဆောင်မှုလည်းရှိပါတယ်ဗျလေစိတ်ပွင့်ပြီးပီဇာဝင်ဆောင်မှုဆိုလို့ရှိရင်လည်းဒီမှာဒါဆိုသူကပေါ့နော်ဒီဝင်ဆောင်မှုနဲ့ပတ်သက်ပြီးတော့မှအာပွင့်ပြီးဝင်ဆောင်မှုတွေကိုပါပေါ့နော်လောက်ဆောင်ပေးလို့ရပါတယ်โอเคပေါ့နော်ဒါကတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြပြပေးတော့ပါမယ်။အဲတော့ကျွန်တော်ကဒီနေ့မှာပေါ့နော် တေးကျွန်တော်တို့တွေအာလေရင်ခီးစင်လာပါတော့ကျွန်တော်တို့အမှားရမဖြစ်အောင်ကျွန်တော်တို့ဘလိုမျိုးလေရင်လက်မှတ်ဝယ်မလဲဆိုတာကျွန်တော်ပြပြချင်ပါတယ်။ဟောလေရင်လက်မှတ်တေးကိုဒီရတဲ့ကျွန်တော်ပြတဲ့လိုရတဲ့နေမဝယ်တာဘူးဆိုရင်ကျွန်တော်ရဲ့ Facebook ပေးရတဲ့နေပြီးတော့မှလည်းလာမေးလို့ရပါတယ်ဗျ။ Facebook account လည်းလာမေးလို့ရပါတယ်။ကျွန်တော်ရဲ့ account ကိုကျွန်တော် link ချပေးထားပါတယ်။ โอเคအဲဆိုလို့ရှိရင်ကျွန်တော်တို့ fly မြအကိုဘောနော်ဝင်ပြီးတော့ကျွန်တော်တို့ဒီနေ့ကအာဒီနေ့က3ရက်မနေ့ဖြစ်နေရင်ဒီကျွန်တော်ကတော့ဘောနော်အာ9ရက်နေ့လောက်ထိရွှေ့လိုက်မယ်ဘောနော်9ရက်နေ့လောက်ထိရွှေ့လိုက်မယ်နာလေးဆောင်ပေးပါကျွန်တော်တို့ဒီမှာပေါ့နော်ပြင်ဆင်ရန်ဆွဲနေမှာလဲကျွန်တော်တို့ပြင်ဆင်ရပါ ကိုရင်းနေအတွက်ခေးစဉ်ရှိရမလားမသိဘူးဗောနော်ရှင်နေအတွက်ခေးစဉ်တော့ရှိတယ်ဗျာโอเคဒီမှာဗောနော်ဒါဆိုရင်ကိုရင်းနေအတွက်ခေးစဉ်မှာမြန်မာ National Airline ရှိမယ် မြန်မာ airway international ရှိမယ်ပေါ့နော်ဈေးနှုန်းနေရာတော့ဘယ်လိုမျိုးกว่าသွားလဲပေါ့နော်ဒီမှာဆိုရင်ဘယ်လိုမျိုးกว่าသွားလဲသူကစောစောထွက်တဲ့အချိန်ပြီးတော့မှပေါ့နော်နောက်ဆုံးထွက်တဲ့အချိန်လေဈေးပိုကြီးလေပေါ့နော်ဒါလင်းလက်မှတ်တွေဘယ်လိုမျိုးဝယ်ထားတင်လဲဆိုတော့တပတ်အလိုမှာဝယ်ထားတင်ပါတယ်ဟောရက်ကမှဝယ်လာလို့ဆိုလို့ရှိရင်စေးကြည့်တာတွေဖြစ်နိုင်ပါတယ်။โอเคအဲ့တော့ကျွန်တော်တို့က အသေးစိတ်ဆိုတာကိုကျွန်တော်တို့ပြင်ဝင်ကြည့်ပါမယ်အသေးစိတ်ဆိုမှရကျွန်တော်တို့ရဲ့ဒီ economic ကျူဟာဒါကျွန်တော်တို့ရဲ့ထိုင်ကုန်နံပါတ်ပေါ့နော် 7y 51ဆိုတာတော့ဒါကျွန်တော်တို့ရဲ့လေးရင်နံပါတ်ပေါ့နော်မှကျွန်တော်တို့ x တဲဆောင်ကွင်းကကျွန်တော်တို့တွေ 20kg ချီတယ်ပေါ့နော်စုစုပေါင်းဆိုလို့ရှိရင်ကျွန်တော်တို့က7300နဲ့9000 ပေါ့နော်။ဘာသာစင်းလုံးနေဒီမှာကြည့်ချင်လဲရတယ်။ဒီမှာဆိုရင်သူဆိုရင်ဒီဟာဆိုရင်အာ economic ကိုရှင်းအောင်မယ် economic ပြီးရှိမယ်နော်။ eco ino my ino ino ရှိမယ် ino my am ရှိမယ်ပေါ့နော်။ Okay အဲ့ဒါနေပြီးတော့မှကျွန်တော်တို့ဒါတော့ထွေထူးထူးပြောစရာမလိုပါဘူး။ပေါ့နော်။အဲ့မှာကျွန်တော်တို့ကဘာတစ်ချက်ရွေးချယ်မယ် ။ဘာလို့ဒါကျွန်တော်တို့ရဲ့ရွေးချယ်လိုက်ပြီးလေ့လာကြအောင်ခီးစဉ်စီနှုံးဝယ်လိုက်ပြီးပေါ့နော်။ဆောင်ပေးပါโอเคဒီလိုမျိုးပေါ့နော်ခီးစင်တွေကိုသွားဖို့အတွက်ဆိုရင်ဒါတပတ်လောက်အလို့နှစ်ပတ်လောက်အလို့ကလေးရတယ်ဝယ်ထားလို့ရပါတယ်ကျွန်တော်စီမံလဲလေရင်လက်မှတ်တွေတခြားသောအရှားဝန်ဆောင်မှုတွေလည်း လာပြီးတော့မှမေးမြန်းလို့ရပါတယ်ဗျာဒီမှာကျွန်တော်တို့တွေကဘောနော content time မှာကျွန်တော်တို့ရဲ့ခရီးသွား booking အတွေ့အပြုချက်ကိုစာတို့အတင်းနေပြီးတော့လေလုံးလို့ရတယ်လို့ email တက်လဲတက်ဆင်လုပ်လို့ရပါတယ် ဲ့ဒီမှာကျွန်တော်အနေနဲ့ဒီမှာပြောချင်တာပေါ့နော်ဟောဒီမှာတစ်ချက်ပေါ့အာဒီမှာဒီ passenger key တဲ့အချက်လက်ဆိုတာမှာအရေးကြီးပါတယ် key တဲ့အချက်လက်မှာဘလို့အရေးကြီးလဲပေါ့နော်ကျွန်တော်ဒီ detail ဝင်ဝင်ပြီးသွားပြီဆိုရင်ပေါ့နော်ကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့နာမည်ပေါ့နော် အလယ်နမဲနောက်ဆုံးနမဲနောက်တော့ကျွန်တော်တို့ရဲ့မွေးရက်မွေးနေ့တွေနောက်တော့မှတ်ပုံတင်နိုင်ငံသားမှတ်ပုံတင်နံပါတ်ပေါ့နော်ဒါတွေလုပ်ပြီးသွားရဆိုရင်တော့ကျွန်တော်တို့ဒီအချက်လက်တင်မှာအရေးကြီးပါတယ်အဲ့မှာကျွန်တော်တို့မွေးရက်လေးမှာလို့မရသလိုမွေးနေ့လေးလည်းမှာလို့မရဘူးနောက်တော့တခြားဘယ်လိုကိစ္စလဲမှတ်ပုံတင်နံပါတ်လဲမှာလို့မရသလိုဘာလို့တခြားဟာလဲမှာလို့မရပါဘူး တော်မှားပြီဆိုတာနှမှုပေးရှိလို့လုံးဝမရဘူးပေါ့နော်အလိုမျိုးရှိပါတယ်အဲဆိုရင်တော့ကျွန်တော်တို့ကတိမ့်မယ်ဆိုပြီးတော့မှလောက်လိုက်ပါမယ်ဒီမှာဆိုတော့ကျွန်တော်မဖြေထားတဲ့အတွက်နော်အာဒီမှာကျွန်တော်တို့ရဲ့ခီးစာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့လည်းခုံဦးမယ်ပေါ့နော်ခုံဦးသွားပြီးဆိုရင်โอเคနှိမ့်လိုက်မယ် အဲ့ဆိုလို့ရှင်နော်ဒါကျွန်တော်ရဲ့ booking ကအစင်ပြေးသွားပါပြီ။ဒါကကျွန်တော်ထဲပြရမယ်ပေါ့နော်ခီးတဲ့အရှက်လက်မှာခီးတဲ့အရှက်လက်မှာဆိုရင် master ပေါ့နော်ခဏလေးပါသူကဒီမှာလောက်ရမယ်ပေါ့နော်အထက်ပါအတိုင်းဖြည့်နေတာသူကဒီမှာဒါလေးကိုနှိပ်ရမယ်ပေါ့နော်အဲ့ဒါလေးနှိပ်ရပါဦးနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ Master, Mrs. Bueno. Sino ahora. Master, Bueno. Dima. Name. U. E. Y. A, W. Ucho. Ucho. N. A. I. N, Nah. Pilo si. Chetan. Muy de que te lleve. ပြီးတော့မှတ်ပုံတင်နံပါတ်ပေါ့နော်6ခုနှစ်မြင်းစား ်အချင်းမြင်စားနေတော့တယ်ပေါ့နော်ရှင်စားကျွန်တော်ဒီမှာမတ်တန်းနိုင်ပြီးတော့ဒါန်လုပ်မယ်ဒီပြီးဆိုရနဲ့ကျွန်တော်တို့တည်းနော်ဒီမှာအနာစင်းနှပတ်ထည့်မယ်အနာစင်းနှပတ်မှာကျွန်တော်တို့ကအမ်တညာခွန်ချောက်ငါနှစ်တက်နော်လို့ရှင်ကျွန်တော်တို့တည်း ါเนาะပြီးလို့ရှိရင်ခုံဦးမယ်